ကမ္ဘောဒီးယားချိုင်းနာတောင်းဆုံမှာအထီးကယုံကြီးဖြစ်ပွားကမ္ဘောဒီးယားနိုင်ငံတီဟာနုဗီခရိုင်ချန်နိုင်တောဆမှုဆောင်မှာအော်တိုဘားလာ၄ရက်နေ့ညပိုင်းကအထူးကြုံတစ်ခုဖြစ်ပွားခဲ့ပါတယ်။အခြေအနေကအယံမြင်မြန်ထိမ့်မနိုင်သိမ့်မရဖြစ်ခဲ့တာပါ။ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအလုံသမား၁၀၀ကျော်ဟာ ဇုံထဲကရုံငန်းတွေနဲ့အဆောင်တွေကိုပြေးဝင်ပြီးပစ္စည်းကရိယာတွေကိုရိုက်ချို့ကစူပူအကြံဖတ်ခဲ့ပါရီအဲ့ဒီကအလုသမားအများစုဟာဒီဆက်မှုဇုံထဲမှာရှိတဲ့တရုတ်ပိုင်အွန်လိုင်းလောင်းကစားနဲ့တယ်လီကွန်လိန်လဲမှုကုမ္ပဏီတွေအတွက်လောက်ကင်နေသူတွေဖြစ်ပါရီအထီးကရုံအတွင်းဒေါ်သားထွက်နေတဲ့အလုသမားတွေကရုံကန်နဲ့အဆောင်တွေထဲဝင်ပြီးကွန်ပျူတာတွေနဲ့တခြားပစ္စည်းတွေကိုအများပြားဖျက်ဆီးခဲ့ကြလို့လူအများပြားဒဏ်ရာရခဲ့ပါရီ ။တရင်ရတာနဲ့တပြိုင်နက်ဒေသခံရဲတွေကလည်းအထူးတပ်ဖွဲ့ဝင်နေနဲ့နှောက်ထအရာရှိတွေဆစ်လုပြီး area ကိုပိတ်ဆို့ခါအခြေအနေကိုပြန်လည်ထိန်းချုပ်ခဲ့ရပါတယ်။အော်တိုဘားလ9ရက်နေ့မနက်6:00နာရီဝန်းကျင်အထိတိုက်ခိုက်မှုတွေဆက်ဖြစ်ခဲ့ပြီးမှရဲတွေကနောက်ဆုံးမှအထိကယုံကိုရက်တက်နိုင်ပြီးပဝင်သူအလုံးကိုဖမ်းဆီးခဲ့ပါတယ်။ကနအူးတရင်နေရဒီအထီးကယုံဟာအရင်ကတည်းကရှိနေတဲ့လောက်ခလာစာပြဿနာတွေနဲ့ဘာသာရေးပွဲတော်ပြိပခါတွေကြောင့်ဖြစ်တာလို့ဆိုပါရီ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ကတော့တရားဝင်ထုတ်ပြန်ချက်မထုတ်သေးပါဘူး။မကြာသေးတဲ့နှစ်တွေအတွင်းတရုတ်နိုင်ငံရဲ့ရေဝန်လမ်းကြောင်းစီမံကိန်းဟာအရှိတောင်အာရှမှာလင်းမြန်စွာကြီးထွားလာခဲ့ပါပြီ။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတီဟန်ဒူဗီမြို့မှာတရုတ်တွေစီးပွားရေးလုပ်ကိုင်နေတဲ့ခီးသွွားလုပ်ငန်းကာစီနိုလောင်းကစားယုံကြီးတွေနဲ့စမှုဇုံကြီးတွေအပြည့်ရှိနေခဲ့ပြီးလိန်လဲခံရသူအများပြားကိုလည်းတွေ့ရှိခဲ့ပါပြီ။ American ငင်းကြိုင် Institute ရဲ့2023ခုနှစ်အစည်းအခမ်းအစအရတော့တရုတ်ရဲ့ဆက်ဆက်တဲ့ရာဇဝတ်ဂိုင်းတွေဟာအခုဆိုရင်အရှေ့တောင်အာရှကနေ American ပြည်ထောင်စုအထိကိုကဘာကိုချင်းချောင်းနေတယ်လို့ဆိုပါရီ။ online လိမ်လည်မှုတွေမှာလဲစားခံရသူအများပြားဟာပြည်ပရောက်တရုတ်လူမျိုးတွေဖြစ်နေပြီးဒီလိမ်လည်မှုတွေရဲ့ပင်မခေါင်းဆောင်တွေကတော့တရုတ်နိုင်ငံနဲ့နှီးစတဲ့ဆက်ဆံရေးရှိသူတွေဖြစ်ပါရီ။ Pfizer America က2018ခုနှစ် February လမှာ GRW ဆိုသူအကြောင်းစောင့်မတပုတ်ထုတ်ဝေခဲ့ပါရီ။ သူကိုအမေရိကန်ဗန်နာရေးဝန်ကြီးဌာနကရာဇဝတ်မှုတွေအတွက်အရေးယူခဲ့တာပါ။အစိုးရကစားမတရုတ်ကွန်မြူနတီပါတီ CCP ဟာကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO ထဲမှာဝင်ခဲ့1990ပြည့်လွန်နှစ်တွေနှောင်းပိုင်းကလေးကရွှေသတိကန်ဒေတာကိုဝင်ရောက်လာခဲ့တဲ့အကြောင်းဖော်ပြထားပါတယ်။ GAWE ဟာတရုတ်နိုင်ငံပြည်သူလုံခြုံရေးဝန်ကြီးဌာနအတွက်အလလုံနေတဲ့စီးပွားရေးသမားတအုပ်ဖြစ်ပြီး2000ခုနှစ်မှာမြန်မာနိုင်ငံရှမ်းပြည်မိုင်းလာကိုပြောင်းရွှေ့ခဲ့ပါတယ်။သူဟာ Blue Sheets Entertainment Casino ကိုဖွင့်လှစ်ခဲ့ပြီးဒီနာမည်ကတရုတ်ရဲတပ်ဖွဲ့နဲ့သူ့ရဲ့ဆက်နွယ်မှုတွေကိုကြားသနေပါတယ်။၂010ခုနှစ်မဲခေါင်မြေအစုလိုက်ပြောင်းလိုက်တပ်ဖြတ်မှုဖြစ်ပြီးတဲ့နောက် GAW ဟာသူ့ရဲ့လုပ်ငန်းကိုလာအောင်နိုင်ငံကိုပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာကမ္ဘောဒီးယားအထိပါချဲ့တွင်ခဲ့ပါတယ်။သူဟာအရှိတောင်အာရှရဲ့လောင်းကစားလုပ်ငန်းတွေကို CCP ရဲ့ဩဇာပြန့်နှံ့မှုမှာအရေးပါတယ်လို့ဖြစ်လာခဲ့တာပါ။သူရဲ့လာအိုမှာမှတ်ပုံတင်ထားတဲ့ King's Roman Group ကုမ္ပဏီကတဆင့် ဘိုကဲယိုပြည်နယ်မှာမြေအေကတပ်တောင်းကိုငှားရမ်းခဲ့ပြီးရွှေသတိကန်အထူးစီးပွားရေးဇုံကိုတည်ဆောက်ခဲ့ပါတယ်။လာအိုအစိုးရက20ရာခိုင်နှုန်းပိုင်ဆိုင်ပြီး GAW ရဲ့ကုမ္ပဏီက80ရာခိုင်နှုန်းကိုထိန်းချုပ်ထားပါတယ်။ GAW ဟာဇုံရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပြီးစီးပွားရေးတိုးတက်မှုကိုအထောက်အကူပြုဖို့လို့ပြောဆိုခဲ့ပေမယ့်အဓိကအဖြစ်လောင်းကစားကိုပဲအားစားခဲ့ပါတယ်။ဒီပဝင်းကျင်းမှာဟိုတယ်တွေစားသောက်ဆိုင်တွေအနှိတ်ခမ်းတွေနဲ့တခြားမိခိုးရောင်စီးပွားရေးတွေပောက်ဖွာလာခဲ့ပါတယ်။ နိုင်ငံခြားသတင်းတောက်ဝမ်ဂျိုးကဂျီယာဝေကိုတရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဖြစ်ခဲ့တဲ့လီယိုယူအင်ကထောက်ပံ့ပေးခဲ့တယ်လို့ပြောပါရယ်။လီယိုဟာ2000ခုနှစ်မှာဝန်ကြီးဌာနထဲဝင်ရောက်ခဲ့ပြီး2024ခုနှစ်မှာဖမ်းဆီးခံခဲ့ရပါရယ်။တရုတ်ရဲ့ဩဇာကြီးထွားလာပြီးရဝန်လမ်းကြောင်းစီမံကိန်းကနေလမ်းတွေဓာအပိစနစ်တွေနဲ့ဆက်သွယ်ရေးစနစ်တွေတိစောက်လိုက်တဲ့အခါလောင်ကစားကအွန်လိုင်းကိုပြောင်းသွားပါရယ်။ 2020ပြည်နှစ်မှာ COVID-19 ကပ်ရောဂါကြောင့်နယ်စပ်တွေပိတ်လိုက်တဲ့အခါကာစီနိုတွေဟာဖောက်သည်တွေဆုံးရှုံးပြီး online လောင်းကစား site တွေအဖြစ်ပြောင်းလဲသွားကြပါတယ်။ဒီ site တွေဟာငွေပေးချိန်မှုစနစ်တွေ၊ငွေကြေးခဝါချမှု၊ကွန်ရက်တွေနဲ့ဖောက်သည် database တွေအပြည့်အစုံကိုတိစောက်ခဲ့ပါတယ်။တရုတ်နိုင်ငံကလောင်းကစားကိုပြင်းပြင်းထန်ထန်နှိမ်နှင်းမှုတွေစတင်လိုက်တဲ့အခါဂိုင်းအများပြားဟာ telecom လုံလင်မှုတွေကိုပြောင်းလဲလုပ်ကန်ခဲ့ကြပါတယ်။ ကမ္ဘောဒီးယားလာအိုနဲ့ထိုင်းနိုင်ငံတွေကအထူးစည်းဝါးရေးဆောင်တွေမှာထိန်းချုပ်မှုအားနည်းနေတာကြောင့်ရာဇဝတ်ခိုင်းတွေကိုဥပဒေကြောင်းအရအကာအကွယ်ပေးတယ်လို့ဖြစ်နေခဲ့ပါတယ်။ဒီနိုင်ငံတွေကရင်းနှီးမြှုပ်နှံမှုခီးသွွားလုပ်ငန်းဒါမှမဟုတ်စက်မှုလုပ်ငန်းအသစ်တွေကိုပို့လိုခြင်းတဲ့အခါတချို့နေရာတွေဟာတယ်လီကွန်လိမ်လည်မှုရဲ့ဗဟိုချက်အသစ်တွေဖြစ်လာတတ်ပါတယ်။2023ခုနှစ်ဆိုဟိုသတင်းစာရဲ့အစီရင်ခံစာတစ်ခုမှာတော့ KK ဇုံရဲ့ထိတ်တန့်ခေါင်းဆောင်တွေကတဦးဖြစ်တဲ့ Sho Zian ဟာ2022ခုနှစ်ဩဂုတ်လမှာထိုင်းနိုင်ငံမှာဖမ်းဆီးမိတဲ့အကြောင်းဖော်ပြခဲ့ပါတယ်။ ။သူက online လိမ်လည်မှုလောင်ကစားညဉ့်ဉန်းရုပ်ပုံနဲ့လူကုန်ကူးမှုတွေကနေယွမ်1.22ဘီလီယံရရှိခဲ့တယ်လို့ဆိုပါတယ်။အရှေ့တောင်အာရှကဒီလိုမှခိုးလုပ်ငန်းတွေဟာ CCB အတွက်ချမ်းသာကြွေးဝမှုကိုဖန်တီးပေးခဲ့ပေမယ့်အဲဒီနောက်ွယ်ကအမှန်တရားတော့ကြောက်စရာပါ။အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ GSAO ရဲ့ပြပြချက်အရကေကေဆုံးဟာအရှိတောင်အာရှမှာလူကုန်ကူးမှုရဲ့အတိအကနေရာတွေကတခုဖြစ်ပါတယ်။နေနာသူတွေဟာသူတို့ရဲ့ကိုလက်အင်ကအစိပ်ပိုင်းတွေကိုအခိုးခံရနိုင်ပါတယ်။ ကိုအင်ကထောက်ယူဖို့ဆိုတာဟာဆေးဘက်ဆိုင်ရာကြွမ်းကျင်သူတွေလိုအပ်ပြီးရှားဆွေသားတာမန်လူတွေက CCP ရဲ့အကူအညီမပါဘဲလုံနိုင်မှာမဟုတ်ပါဘူး။2024ခုနှစ်ဩဂုတ်လမှာရှူချန်ဟာထိုင်းနိုင်ငံအချင်းအောင်ကနေဗီဒီယိုအင်တာဗျူးတစ်ခုပြောခဲ့ပါရီ။သူဟာအရင်က CCTV တရှိုးတူဖြစ်ခဲ့ပြီးသူတည်တင်တာထပ်ပိုတိလို့အပြစ်ပေးခံရတယ်လို့ဆိုပါရီ။တရုတ်နိုင်ငံနိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနရဲ့ရဲဝန်းနဲ့လမ်းကြောင်းစီမံကိန်းကလှေဝက်အချက်လက်တွေကိုသူရရှိခဲ့ပြီးအဲ့ဒီတွေကတချို့ဟာတမ်ပရာရှိချင်းမင်ကိုတိုင်နဲ့ဆက်နွယ်နေတယ်လို့သူကပြောခဲ့တာပါ။ ။နောက်ပြီးသူ့ကိုပြန်ပို့ရင်တည်တံပေးခံရမယ်လို့ယုံကြည်နေပြီ။ CCB ရဲ့လုံခြုံရေးဝန်ကြီးဌာနကိုဝင်ခဲ့တာကိုလည်းနောက်နာရတဲ့အကြောင်းပြောပါရီ။သူဟာစီးပွားရေးလှုပ်ခြင်ကိုတသက်သာဖြစ်ပေမဲ့ CCB ကတော့ကိုလိုနီနယ်မြေတွေတိစောက်ခြင်းနဲ့လို့ဆိုပါရီ။အစိုးရကန်စာတွေရရှုဟာ2018ခုနှစ်မှာဖိလစ်ပိုင်နိုင်ငံကရှီကျင်းမဲ့တက်ရောက်တဲ့နိုင်ငံတော်ညစာစားပွဲကိုတက်ရောက်ခဲ့တယ်လို့ဆိုပါရီ။2019ခုနှစ်မှာရှူဟာတရုတ်ပြည်ပရောက်တရုတ်ကုန်သည်ကြီးများအသင်းရဲ့ဒုတိယဥက္ကဋ္ဌဖြစ်လာပြီး China Overseas Chinese Magazine ရဲ့မျက်နှာဖုံးမှာလည်းပါဝင်ခဲ့ပါသေးတယ်။ သူဟာရွှေသတိကန်ဒေတာမှာအဓိကကျတဲ့ရဝန်းနဲ့လမ်းကြောင်းစီမံကိန်းတစ်ခုဖြစ်တဲ့ Asia Pacific New City ကိုတည်ဆောက်ဖို့ယွမ်တန်350ရင်းနှီးမြှုပ်နှံခဲ့ပါရီ။အဲဒီ New City ကိုထိန်းချုပ်ဖို့အတွက် CCP အရာရှိကြီးတွေနဲ့အာဏာလုံဆွဲပွဲမှာသူထောင်ချောက်မိခံရတယ်လို့လည်းပြောပါရီ။2025ခုနှစ်မတ်လ9ရက်နေ့မှာတရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဝမ်ယီကတရုတ်ထိုင်းလာအိုနိုင်ငံတွေဟာမြန်မာနိုင်ငံမြောက်ပိုင်းကလိမ်လည်မှုစခန်းတွေကိုဖယ်ရှားဖို့ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းလည်းပြောပါရီ။ ါပေမဲ့လည်းဇွန်လ26ရက်နေ့မှာ NMST International က18လကြာသုတေသနပြုလုပ်ပြီးတဲ့နောက်လိမ့်လည်းမှုစခန်း90ကျော်တွေ့ရှိတဲ့အကြောင်းပြောဆိုခဲ့ပါတယ်။မြမင်းတသေးတွေရဲ့ပြပြကြဲရလူထောင်ပေါင်းများစွာကိုပြန်ပြီးဆွဲပြီးအာရမအလုတ်ဆေးခိုင်းခဲ့ကနှိမ့်ဆက်ညှဉ်းပန်းမှုတွေရှိတယ်လို့ဆိုပါရီဒီရာဇွေးမှုတွေမှာတရုတ်ကိုင်းတွေကကမ္ဘောဒီးယားအစိုးရနဲ့ပူးပေါင်းလုကိုင်းနိုင်တဲ့အထောက်အထားတွေကိုလည်းတွေ့ရှိခဲ့ပါရီ2015ခုနှစ်အစောပိုင်းမှာ American Pacific Economics သတင်းဌာနကတရုတ်ရာဇွေးကိုင်းတွေဟာ မိုက်ခရိုနီးရှားကကျွန်းငယ်နိုင်ငံလေးဖြစ်တဲ့ပါလောင်းမှာလှုပ်ရှားနေတဲ့အကြောင်းလည်းစီရင်ခံခဲ့ပါတယ်။သူတို့ကအပန်းဖြေစခန်းတွေနဲ့နေရာစီမံကိန်းတွေမှာရင်းနှီးမြှုပ်နှံသူတွေဖြစ်ဟန်ဆောင်ကြတာပါ။ဒါပေမဲ့အမှန်တကယ်တော့ CCB ကသူတို့ကိုအရှေ့တောင်အာရှကနေပစိဖိတ်ဒေသအထိဩဇာချဲ့တွင်ဖို့အသုံးပြုနေတာဖြစ်ပါတယ်။အစီရင်ခံစာထဲမှာတရုတ်လူမျိုးချန်ဇူကဦးစီးတဲ့ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Princess Group Holding ကိုဖော်ပြထားပါတယ်။သူကုမ္ပဏီကပါလောင်းမှာ ပန်းဖြည့်စခန်းတွေနဲ့အင်ချမ်းမြေတွေရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ Prince Group ကိုငွေကြေးခေါ်ချမှု online လောင်းကစားနဲ့ telecom လိမ်လည်မှုတွေအတွက်ဖော်ထုတ်ထားပြီးဖြစ်ပါတယ်။အစိုးရခံစားကကုမ္ပဏီရဲ့ပါလောင်စီမံကိန်းတွေဟာ Coral Second ပါလောင်အပြည့်ပြဆိုင်ရာ၄စိတ်နဲ့ Radar စခန်းတွေလိုအရေးကြီးတဲ့နေရာတွေနဲ့နှီးစပ်နေတယ်လို့ဆိုပါတယ်။သူတို့ဟာရွှေသတိကန်ဒေတာမှာ GIA ပြုလုပ်ခဲ့တဲ့သဘောတူညီချက်တွေအတိုင်း69နှစ်မြင့်ငှားရမှုသဘောတူညီချက်ကိုရယူထားပါတယ်။ Prince Guru ရဲ့အဆိုအရမကာဝေးရဲ့အကြီးဆုံးရာဇဝတ်ဂိုင်းဖြစ်တဲ့ 14K ရဲ့ခေါင်းဆောင်ဟာဂျန်ညာလို့ခေါ်သူဖြစ်ပါတယ်။ဟောင်ကောင်ကသတင်းတွေအရသူတို့ဟာအရှေ့တောင်အာရှနိုင်ငံများစွာမှာရှင်းလင်းမြှုပ်နှံထားတယ်လို့ဆိုပါတယ်။2025ခုနှစ်မေလမှာ Radio France International ကအရှေ့တောင်အာရှမှာတိုးဝါလာတဲ့ Telecom လိမ်လည်မှုတွေအကြောင်းကြေညာခဲ့ပါတယ်။ သူတို့ဟာရှားဇွေဘေဒကျောင်းညသူဒေါက်တာဂူအိုဝမ်ကိုတရုတ်ရဲ့လိမ်လည်မှုကွန်ရက်တွေကဘာတဝမ်ဘလို့ပြန့်နှံ့တယ်လဲဆိုတာရှင်းပြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒေါက်တာဂူအိုဟာတောင်အာရှမှာတလုကလိမ်လည်မှုတွေလိမ်မြန်စွာတိုးတက်နေတာဟာမမျှော်လင့်ပဲဖြစ်လာတာလို့ပြောပါရယ်။ COVID-19 ကရောဂါနဲ့တရုတ်ရဲ့တင်းကျတဲ့လောင်ကစားစန့်ကျင်စီးမြင်နေကြောင်းပိုဆိုးလာခဲ့ပါရယ်။သူမရဲ့ပြောပြချက်အရရှဝလန်ကျောင်းစီမံကိန်းကဒီတရားမွင့်အဖွဲ့တွေကိုကြီးထွားလာဖို့လွယ်ကူတဲ့လမ်းကြောင်းပေးခဲ့ပါရယ်။ဒီရာဇဝမှုတွေရဲ့ခေါင်းဆောင်တွေဟာတရုတ်ကွန်မြူနတီပါတီ CCP နဲ့နီးစပ်တဲ့ဆက်နွယ်မှုတွေရှိနေတတ်ပါရယ်။ ူမရဲ့ထင်မြင်ချက်ဟာ American ငြိမ်းချမ်း Institute ရဲ့2023ခုနှစ်အစည်းအဝေးခန်းစားနယ်လဲကိုင်ညီပါတယ်။အဲ့ဒီအစည်းအဝေးခန်းစားကတရုတ်နဲ့ဆက်စပ်တဲ့ရာဇဝတ်ကွန်ရက်တွေဟာအရှေ့တောင်အာရှကနေ American ပြည်ထောင်စုအထိပြန့်နှံ့ပြီးတစ်ကမ္ဘာလုံးဆိုင်ရာအန္တရာယ်ဖြစ်လာနေတယ်လို့ဆိုပါတယ်။ဒေါက်တာဂူဟာအရှေ့တောင်အာရှကတလကုပ်လိန်လဲမှုဟာရွှေတရီကန်ဒေတာကအရင်ခေတ်မှောင်ခိုစည်းဝါးရဲ့ပုံစံတစ်ခုဖြစ်တယ်လို့ပြောပါတယ်။သူမရဲ့အစောပိုင်းလေးလာမှုတွေဟာဒီဒေတာရဲ့ဗဟိုချက်ဖြစ်တဲ့မြန်မာလာအိုနဲ့ထိုင်းနိုင်ငံတွေကိုလေးလာခဲ့ပါတယ်။ ွှေသရီကန်ဒေတာဟာရွှေမြင့်နဲ့မဲခေါင်မြေဆုံရနေရာမှာတည်ရှိပြီးစတူယန်ကီလိုမီတာ2သိန်းခန့်ကျယ်ဝပါတယ်။ဒီနေရာကိုအရင်ကဘိန်းဆိုင်ပြုဖို့အသုံးပြုခဲ့ပြီးနောက်ပိုင်းမှာတော့ကာစီနိုဇုံအဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့2020ပြည့်နှစ်မှာ COVID-19 ကရောဂါစတင်လာတဲ့အခါကာစီနိုလုပ်ငန်းတွေကျဆင်းသွားပြီးရာဇဝတ်သားတွေဟာတယ်လီကွန်လိန်လဲမှုဘက်ကိုပြောင်းလဲသွားခဲ့ကြပါတယ်။ဒီလိုမျိုးလွယ်ကူတဲ့ယင်းနည်းမြုံနယ်မှုစနစ်ကသူတို့အတွက်အခွင့်အရေးအသစ်တွေရှာဖို့တနေရာကနေတစ်ခုကိုရွှေ့ပြောင်းသွားလာနိုင်စေပါတယ်။တစ်ချိန်တည်းမှာပဲလိန်လဲမှုနည်းလမ်းတွေကလည်းအမြဲပြောင်းလဲနေကြတဲ့အကြောင်း သူတို့ကိုတားဆီးဖို့ဆိုတာခတ်ခဲ့ပါရီ2025ခုနှစ်မေလ19ရက်နေ့မှာထိုင်းမီဒီယာတွေကချင်းပိုင်းကဇင်ခတ်အပန်းဖြေစကန်တစ်ခုမှာလှုပ်ရှားနေတဲ့လိန်လယ်မှုကိန်းတစ်ခုကိုရဲတွေဝင်ဖမ်းပြီးလူ24ဦးဖမ်းဆီးခဲ့တဲ့အကြောင်းပြောပါရီဒီအဖွဲ့ဟာထိုင်းနဲ့နိုင်ငံခြားသားဂျပန်နိုင်ငံသားတွေအပါအဝင်တားကောင်တွေကိုပြစ်မှတ်ထားခဲ့တာပါသူတို့ဟာအွန်လိုင်းမှာချစ်ကြိုက်ဟန်ဆောင်တဲ့ profile အတူတွေကိုတုံပြီးရင်းနှီးမြှုပ်နှံမှုဒါမှမဟုတ်ငွေပို့ဖို့လိမ်များလှည့်ဖြားခဲ့ပြီးငွေရတာနဲ့ပြောက်ွက်သွားတတ်ကြပါရဲ့။ဖန်စီခံရသူ24ဦးထဲမှာ တရုတ်နိုင်ငံသား22ဦးနဲ့ဒေသခံ2ဦးပါပါတယ်။ရဲရဲရဲ့ပြပြချက်အရတဦးချင်းစီဟာတစ်လကိုဒေါ်လာ860အနီးတထောင်ကျားလိမ်လည်မှုကနေရရှိကြပါတယ်။လိမ်လည်မှုအဖွဲ့တိုင်းမှာအနည်းဆုံးလူ9ဦးပါရှိပါတယ်။သူတို့ဟာနာမည်အတူတွေ၊ဟက်လော့ထားတဲ့ကွန်ပျူတာတွေ၊ခွေယူထားတဲ့ data တွေကိုသုံးပြီးငွေအတွက်လူတွေကိုလှည့်စားခဲ့ကြတာပါ။တရုတ်နိုင်ငံသားအများပြားဟာဒီတလုတ်ကလိန်လဲမှုစခန်းတွေအပေါ် CCP ရဲ့ထိန်းချုပ်မှုကိုအခုထိမသိသေးပါဘူး။ မကြသေးခင်ကဝမ်ဂျင်းလို့ခေါ်တဲ့နာမည်သိငယ်တဲ့တရုတ်အနုပညာရှင်တဦးဟာလိန်လေသူတွေရဲ့လှည့်စားမှုကြောင့်မြန်မာနိုင်ငံမျိုးဟိုဒီဒေတာကိုပြန်ပြီးဆွဲခံခဲ့ရပါတယ်။သူအကြောင်းထွက်ပေါ်လာပြီးတဲ့နောက် online ပေါ်ကလူတွေဟာမြန်မာနိုင်ငံဟာလိန်လေမှုဇုံတွေအကြောင်းပုံမှုပြောဆိုလာခဲ့ပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းကလိန်လေမှုစခန်းတွေကတစ်နှစ်ကိုလူ9000ကျော်ပြန်ပြီးဆွဲခံရတယ်ဆိုတာလည်းတွေ့ရှိခဲ့ပါတယ်။ဝမ်ဂျင်းရဲ့ဖြစ်စဉ် online မှာပြန့်နှံ့သွားပြီးတဲ့နောက်တာကောင်စာရွက်စာတမ်း1500ကျော်တရုတ်လူမှုမီဒီယာတွေပေါ်မှာပေါ်လာခဲ့ပြီးမြန်မာ CCP ကဒီအချက်လက်တွေကိုလျှင်မြန်စွာဖျက်ပစ်ခဲ့ပါတယ်။ ဒီအပြုတ်မှုကပဲစစ်စီပီပါဝင်ပတ်သက်နေတယ်လို့လူတွေကရှုံးကြည်လာစေတာပါ။နောက်တနေ့မှာတော့ထိုင်းနဲ့တရုတ်အရာရှိတွေကဝမ်ကျင်းကိုကယ်တင်နိုင်ခဲ့တဲ့အကြောင်းပြောဆိုခဲ့ပေမဲ့စစ်စီပီကဘာအသေးစိတ်မှမပေးခဲ့ပါဘူး။ဘယ်လိုလဲမှုစကန်ကနေတွေးရှိခဲ့တယ်လဲဆိုတာလည်းမပြောပါဘူး။ online အသုံးပြုသူတွေကဘေကျင်းမှာအကြီးဆုံးဂိုင်းဟာ food chain ဂိုင်းဖြစ်တယ်လို့လည်းပြောပါရယ်။၂၀၁၉ခုနှစ်မှတိုင်ပြီးသူတို့အများစုဟာ food chain ရဲတွေနဲ့အရင်ကတည်းကနီးစပ်တဲ့ဆက်ဆံရေးရှိခဲ့ပါရယ်။ 2018ခုနှစ်မှာတခြားပြည်နယ်တွေကရဲတွေကိုအွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားတွေကိုတားဆီးဖို့ဆီလုပ်ခဲ့ပါတယ်။လိမ်လည်မှုခေါင်းဆောင်တွေကဖူကျန်ရဲတွေဟာအပြင်ကရဲတွေကိုမထိန်ချုပ်နိုင်ဘူးဆိုတာတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်သူတို့ရဲ့ဖူကျန်ကွန်ရက်ကိုတုံပြီးဘေကျင်းရဲ့ထိတ်တန့်အရာရှိတွေစီချိတ်ဆက်ခဲ့ပါတယ်။ဒီအရာရှိတွေဟာပြဿနာတွေကိုဖြေရှင်းဖို့ပြောပြောင်းတဲ့နီလန်နဲ့ခက်ထန်တဲ့နီလန်နှစ်မျိုးကိုတုံးခဲ့ပါတယ်။အပြင်ကရဲတွေကနိမ့်တဲ့သူတွေကိုပတ်စံပြန်ပေးစေတဲ့အချိန်မှာဘေကျင်းရဲ့အရာရှိတွေကအကြီးအကျယ်လက်ငွေယူခဲ့ပါတယ်။ လူလိန်တွေကလည်းဆက်လက်လုကန်နေပြီးလူတိုင်းကအကျိုးမြတ်ရခဲ့ကြပါတယ်။နောက်တစ်ဦးကတရုတ်ခိုင်းဝင်အများပြားဟာနောက်ပိုင်းမှာကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံမြောက်ပိုင်းကိုရွှေ့ပြောင်းသွားတယ်လို့ပြောပါတယ်။ကာစီနိုတွေအများအစွန်းကျဆင်းသွားတဲ့အခါတလုကလိန်လဲမှုတွေလုကန်မှုဖူးချန်ခိုင်းနဲ့ပူးပေါင်းခဲ့ကြပါတယ်။အရှိတောင်အာရှကအကြီးဆုံးလိန်လဲမှုတစ်ထေးတွေဟာဖူးချန်ကအထူးဖြင့်အန်ရှီစီရင်စုကလာတာကြတာအများစု ဖြစ်ပါတယ်။သူတို့ဟာလိန်လဲမှုလောကရဲ့80%ခန့်ကျော်ကိုပိုင်ဆိုင်ထားတာပါ။ရှာမန်ရဲ့အင်ချမ်းမြေလုပ်ငန်းမှာတော့ဒီလိုလူတွေအပြည့်ပါ အခုသူတို့အများအပြားဟာစင်ကာပူနဲ့ဒူဘိုင်းမှာနေထိုင်ပြီးပြည်ပကိုပြောင်းရွှေ့သွားကြပြီဖြစ်ပါတယ်။သူတို့ဟာတရုတ်အစိုးရနဲ့ခိုင်မာတဲ့ဆက်ဆံရေးတွေအခုထိရှိနေတယ်ဟောမ။နောက်တစ်ဦးကအွန်လိုင်းမှာဗန်တွေကတမန်လူတွေရဲ့ငွေအသေးစားလွှဲပြောင်းမှုတွေကိုဘာလို့ပိတ်ဆို့နိုင်ပြီမဲ့လိန်လေသူတွေရဲ့ငွေအကြီးတွေကိုဘာလို့မတားဆီးနိုင်ရတယ်လဲဆိုပြီးလဲမိကုန်ထုတ်ခဲ့ပါတယ်။ယွမ်ထောင်ကဏ္ဍလောက်ရှိတဲ့ပမာဏအသေးစားတွေကိုလွယ်လွယ်ကူကူချေရခံနိုင်ပြီမဲ့တန်ပေါင်းများစွာရှိတဲ့ပမာဏအကြီးစားတွေကိုတော့လစ်လူရှူထားတယ်လို့သူတို့ကပြောခဲ့ပါတယ်။ ဗန်ရီဟာတားကောင်တွေကိုကူညီရလားရာဇဝတ်သားတွေကိုကူညီသလားဆိုပြီးမေကွန်းထုတ်ခဲ့တဲ့အကြောင်းလေးဘာသာပြန်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ